အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျကျွန်တော်ရဲ့ YouTube channel နဲ့မိတ်ဆက်ပေးခြင်းလို့ပါကျွန်တော်တော့မှမြင်နေရတဲ့နာမည်အတိုင်းပါပဲဒီ channel ရဲ့နာမည်က A Time With ကြော်ကြော်သိကျွန်တော်နာမည်နဲ့ဖြစ်ပါတယ်ကျွန်တော်နာမည်ခံပြီးတော့တာဝန်ယူတာဝန်ခံပြီးတော့လုပ်တဲ့ channel ဖြစ်ပါတယ်ဒီ channel ကိုကျွန်တော်2025ခုနှစ်ဇွန်လ16ရက်နေ့မှာ အဲစတင်ပြီးတော့ထုတ်လွှင့်ပါတယ်စတင်ထုတ်လွှင့်နေဆိုပေမဲ့တခြားဗီဒီယိုတော့မပါသေးဘူးပေါ့ဗျာနော်ဒီမိတ်ဆက်ဗီဒီယိုတခုကလွဲပြီးတော့ဘာကြောင့်ဇွန်လ16ရက်နေ့မှာထုတ်လွှင့်တယ်လဲဇွန်လ16ရက်နေ့ဒီမြန်မာနိုင်ငံမှာမတရားအာဏာသိမ်းထားတဲ့စစ်တပ်ကမတရားဖမ်းဆီးထားတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဒီနေ့ကိုမှတ်မဲ့ရရကျွန်တော်အထိတ်အမှတ်အနေနဲ့ရောဟလာဒေါ်ဆန်းစုကြည်ကိုကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ရောဒီနေ့မှာကျွန်တော်ဒီ channel ကိုစတင်တာဖြစ်ပါတယ်ဒီလို channel မျိုးလို့ကိုကျွန်တော်အခုမှစေကူးရတာမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်တော်ကြာကလေးကကျွန်တော်စေကူးရပါတယ်ကျွန်တော်က VOA မြန်မာဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့အခါကျတော့သတင်းသမားတယောက်အနေနဲ့ဟလာကိုပြောခြင်းဟာပြောတဲ့ကိစ္စတွေလုံးလို့မရပါဘူးစီမင်းစီကန်းတွေရှိတယ် journalism ethics တွေရှိတယ်။ဒါတွေကိုလိုက်နာရမှာဖြစ်တဲ့အတွေ့ကျွန်တော် မလုပ်ဖြစ်ခဲ့ပါဘူး။တခါကျွန်တော် viewer ကနေပြီးတော့ကြိုတင်ငိမ့်စားပေါ့လေ။စောစီးစွာကျွန်တော်ငိမ့်စားယူခဲ့တဲ့အချိန်တုန်းကလည်းပဲလို့ဖို့စိတ်ကူးပေမဲ့ကျွန်တော်မလုပ်ဖြစ်ခဲ့ဘူးဗျာ။ဒါပေမဲ့အခုတော့ကျွန်တော်အလုတ်မဲဆိုပြီးတော့မနေ့ကညကပေါ့နော်ဇွန်လ16ရက်17ရက်ညကကျွန်တော်စိတ်ပိုင်းဖြတ်ပြီးတော့ဒီကနေ့မှာဒါကိုဒီ channel ကိုကျွန်တော်စတင် ထုတ်လွှင့်တာဖြစ်ပါတယ် ဒီ channel ကနေပြီးတော့လာကျွန်တော် channel ကိုလာပြီးတော့နောက်ထောင်ကြားတဲ့ကြည့်ရှုကြတဲ့ပရိသတ်တွေဘာတွေကြားရမလဲဘာတွေတွေ့ရမလဲကျွန်တော်ရှင်းရှင်းလင်းလင်းပြောပါမယ်ကျွန်တော် channel ကလာနေ့စဉ်သတင်းတွေကိုကြေညာမှာမဟုတ်ပါဘူးနေ့စဉ်သတင်းတွေကိုပြောမှာမဟုတ်ပါဘူးကျွန်တော်လည်းမပြောနိုင်ပါဘူးကျွန်တော်ဒီ channel ကိုတယောက်တည်းလုပ်တာပါကျွန်တော်မှာအဖွဲ့ဆိုတာမရှိပါဘူးကျွန်တော်တော့ကံမရှိပါဘူးဒါကြောင့်မို့လို့ နေ့စဉ်သတင်းတွေကိုကျွန်တော်ပြောနိုင်မှာမဟုတ်ပါဘူး။ဒါဆိုရင်ဗာကြားရမှာလေ။ကြားရမှာသိရမှာကလာကဘာရေးရထိတ်တန်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ထင်မြင်ယူဆသုံးသပ်ချက်တွေကြားရပါမယ်။မြမရေးရထိတ်တန်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ထင်မြင်ယူဆသုံးသပ်ချက်တွေကြားရအောင်။ပြောရရင်တော့ကျွန်တော်ယုံကြည်တာအလားကျွန်တော်တွေးမိတာဒါတွေကိုကျွန်တော်ရဲ့ပရိသတ်နဲ့ကျွန်တော်ပုံမှန်လေးလေးပြောဖို့အတွက်ဒီ channel ကို ဖွင့်တာဖြစ်ပါတယ်ဆိုတော့သတင်းနှောင်းချောင်းကျင်းနေဆိုတော့တခြားသတင်းတွေကိုပုံမှန်ထုတ်လွှင့်နေတဲ့သတင်းဌာနတွေကိုကြည့်ရှုဖို့ဖတ်ရှုဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော် channel မှာဆိုရင်တော့ဟလာဒီ YouTube channel မှာဆိုရင်တော့ကျွန်တော်ပြောတာပဲနားထောင်အောင်ဖြစ်ပါတယ်သို့တော့ကျွန်တော်အာမခံနိုင်တာဘာလဲဆိုတော့ကျွန်တော်လောက်ကြံပြီးမပြောပါဘူးကျွန်တော်ပုံဖြတ်ပြီးမပြောပါဘူးမှန်တဲ့အတိုင်းပဲကျွန်တော်ပြောပါမယ်တဲ့ဒင်းအမှန်ပေါ်မှာအခြေခံပြီးတော့အဲ့ဒီတဲ့ဒင်းအမှန်ပေါ်မှာဟလာကျွန်တော်ရဲ့သဘောထားအမြင်ကို ကျွန်တော်ပြောမှာဖြစ်ပါတယ်။ဒါအပြင်တော့ဘာတွေကြားရမလဲဆိုတော့ဟလာဆိုရှယ်မီဒီယာရက်ကွက်မှာပြောနေဆိုနေတဲ့အထက်ကအဲပွဲစုတဲ့ကိစ္စမျိုးတွေပြီးတော့ကျွန်တော်ဟိုဝါဒီယာကြားရတဲ့ကိစ္စမျိုးတွေဒီတဲ့ခါကျတော့ကျွန်တော်ကြီးပြင်းဖြတ်သန်းလာခဲ့တဲ့ကာလတစ်လျှောက်ကျွန်တော်ရဲ့အတွေ့အကြုံတချို့ဒါတွေလည်းအဲကြားရပါပေါ့ဗျာနော်။နောက်ပြီးတော့ဒီကနေ့ညဦးတော်လိုင်းကာလဟလာတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါမျိုးတွေလည်းပဲကျွန်တော်အလင်းသိမ့်တယ်လို့ဟလာပြောသွားမှာဖြစ်ပါတယ်။ဒါအပြင်တော့ဒီထက်ပိုပြီးတော့ အရေးကြီးတယ်လို့ကျွန်တော်တို့ဂိူးဆိုင်ရမယ့်ကိစ္စမျိုးတွေကိုလည်းပဲကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အတန်းနိုင်ဆုံးကျွန်တော်ပုံမှန်ပြောပြအောင်ကျွန်တော်စူးစမ်းပါမယ်လောစဲတော့ကျွန်တော်ဘာမှအာမခံချက်မပေးနိုင်သေးပါဘူးအနေစဉ်ဒို့မဟုတ်လည်းပဲရချပုံမှန်အစီအစဉ်တစ်ခုထုတ်လွှင့်နိုင်အောင်ကျွန်တော်စူးစမ်းမှာဖြစ်ပါတယ်ပုံမှန်မဖြစ်ခင်ကာလမှာတော့ပြတ်တောင်းပြတ်တောင်းတော့ဖြစ်မှာပေါ့ဗျာနော်အဲ့တော့ဒီခံပြီးတော့လဲအားပေးကြပါဗျာ ျွန်တော်ကိုအချစ်ကြတဲ့ပရိသတ်တွေကျွန်တော်ပြောတာကိုနားထောင်ခြင်းတဲ့ပရိသတ်တွေကျွန်တော်နဲ့အတွေ့အမြင်ဖလှယ်ခြင်းတဲ့ပရိသတ်တွေနောက်ဆုံးမြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့လူမျိုးတွေရဲ့လူမျိုးဆိုတော့လူမျိုးပေါင်းစုံပေါ့ဗျာเนาะရဲ့အနာဂတ်ဒါတွေနဲ့ပတ်သက်ပြီးတော့စိုးရင်ကြရတဲ့သူတွေကျွန်တော်စီကို comment ပို့ပေးပါ message ပို့ပေးပါ ဇွနေစီစီနဲ့အကြောင်းအရာတွေပြောပြပါကျွန်တော်ပြောတာမှားရင်လည်းထောက်ပြပါဝေးပါမှာဒီကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမြို့ဦးတော်လန်ရေးအောင်မြင်အောင်မြင်ကြောင်းအနာဂတ်တိုင်းပြည်ကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့နိုင်ငံလူချင်းတူတူတူချင်းမြမြဖြစ်ရာဖြစ်ကြောင်းဝိုင်းဝန်းပြီးတော့စူးစမ်းကြပါစို့လို့ ကျွန်တော်တိုက်တွန်းပါတယ်မျှော်လင့်ပါတယ်နောက်ထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကြားမှာကြပါစီဘေးရန်ကင်းကြပါစီခင်ဗျ